ားအားလုံးမင်္ဂလာပါပြောရရင်တော့လက်ရှိအချိန်လေးကကျွန်တော်တို့တော်တော်ခက်ခဲတဲ့အချိန်လေးပေါ့နော်နေတိုင်းမှာကျွန်တော်တို့ကပြဿနာပေါင်းမျိုးစုံနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတွေအရန်ကိုရုန်းကန်နေရတယ်ရှစ်ဆက်ပြီးဘာလုပ်ရမလဲဆိုတာကိုမတွေးခင်မှာရှင်တန်မှုအတွက်ကိုတော့မှမနေအားထည့်နေရတဲ့အချိန်ဖြစ်နေတာပေါ့နော်ရှင်တန်မှုအတွက်ငါရှင်တန်ကြံရေးပါမလားဆိုတဲ့အတွေးတော်မှာတော်တော်လေးကိုမကြာခဏဆိုတော့တွေးမိတယ်။နေတိုင်းမှာမတည်ငြိမ်မှုတွေမလုံခြုံမှုတွေ အလုံးလုံးကတော့ခက်ခဲတာတွေချစ်ခင်ရတဲ့သူတွေဆုံးရှုံးရတာတွေချစ်ခင်ရတဲ့သူနဲ့ဝေးကွာနေရတဲ့ခံစားချက်တွေနာကက်ပြောင်းနေမျောလင်းချက်ပြောင်းနေစသဖြင့်ရုံးကန်နေရတဲ့အကြောင်းတွေပဲကျွန်တော်တို့ကဘယ်နေရာမှာပဲနေနေမြမဆိုတဲ့အမှတ်တညာရှိတဲ့သူတိုင်းကမြမနိုင်ငံနဲ့တနည်းမဟုတ်တနည်းနဲ့ဆက်ဆက်နေတဲ့သူတိုင်းကဒီအချိန်မှာအကြောင်းအရာတစ်ခုမဟုတ်တစ်ခုနဲ့ရောရုံးကန်နေရတာပဲဒီအချိန်မှာမြမနိုင်ငံ ကျွန်တော်တို့တေချာတာတစ်ခုကဒီအချိန်မှာမြန်မာနိုင်ငံသားဆိုတာနဲ့ကိုအောင်အဲဆိုတော့သူကလည်းရုံးကန်နေရတဲ့သူတယောက်ပဲဆိုတာကိုတော့ကျွန်တော်တေချာရဲဗျာပြည်ရင်းမှာပဲနေနေပြည်ပမှာပဲနေနေတခြားနိုင်ငံကိုပဲရောက်နေရောက်နေဘလို့ပဲဖြစ်ဖြစ်နီလန်ပစုံနဲ့ဘလို့ပဲဟိုတခြားနေရာရောက်နေရောက်နေနောက်ဆုံးမှာမြန်မာနိုင်ငံဆိုတဲ့အမှတ်တညာနဲ့တောင်းပြဆက်ဆက်မှုရှိပြီဆိုတာနဲ့ကျွန်တော်တို့တနည်းမဟုတ်တနည်းကတော့စိတ်ရောကိုယ်ပါရုံးကန်နေရတာကြီးပဲစူးစမ်းနေရတယ်ဟိုဟိုအပြင်းထန်ရှင်သန်မှုအတွက်ဆက်ပြီးတော့ဟိုအပြင်းထန်လှုပ်ရှားနေရတဲ့သူတွေကြီးဖြစ် လုံးဝရက်တန့်လို့မရမရတော့တဲ့အခြေအနေဖြစ်နေရက်တန့်လိုက်ပြီဆိုတာနဲ့လဲဝနိုင်တယ်ရက်တန့်လိုက်ပြီဆိုတာနဲ့လုံးဝဟိုပြန်ထနိုင်တော့မှမဟုတ်ဘူးဆိုတာတေချာတဲ့ခါကျတော့လုံးဝရက်တန့်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်နေပြီးတော့နေတိုင်းမှာအလုတ်နဲ့အလုတ်လုတ်တယ်ပေါ့နော်အလုတ်လုတ်တယ်ရှင်သန်မှုအတွက်စူးစမ်းအားထုတ်မှုကသာကျွန်တော်တို့ရဲ့ဘဝဖြစ်လာတယ်ပြောမစင်ရှင်နာစရာတော့ကောင်းတယ်ပေါ့နော်တကယ်တမ်းမှာလူဆိုရယ်လို့လူရယ်လို့ဖြစ်လာပြီဆိုရင် ဒီရှင်သန်မှုအတွက်စ조사အထောက်တဲ့ကိစ္စပေါ့မှာစာဝတ်နေရေးဆိုတာကဒါကအခြေခံအကျဆုံးကိစ္စပဲဒီစာဝတ်နေရေးဆိုတဲ့အခြေခံအကျဆုံးအခြေအနေကိုကြော်ဖြတ်လာနိုင်ပြီဆိုမှသာကျွန်တော်တို့ကအတွေးခေါ်ရီခံယူချက်တွေအလေးချင်တွေအပြုမှုတွေစသဖြင့်လူရင်ကျေးတွေရဲ့အတွေးခေါ်အပြုမှုအလေးချင်တွေကိုကျွန်တော်တို့ကရရှိလာနိုင်တာအဲ့လိုမျိုးမှမဟုတ်ဘဲနဲ့နေ့စဉ်နေ့တိုင်းမှာအသက်ရှင်မှုတစ်ခုအတွက်ကိုပဲရုန်းကန်ရပြီဆိုရင်လူတွေက ဘာဖြစ်သွားလဲဆိုတော့ primitive ဖြစ်သွားကျွန်တော်တို့အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ပြန်ပြီးတော့ဆုတ်ယုတ်သွားတယ်ပေါ့ရှေ့ကိုအပေါ်တက်လာမယ်အတွေးခေါ်တွေကပြန်ပြီးတော့နှိမ်ဆင်းသွားပြီးတော့ငါအသက်ရှင်ဖို့ငါမိသားစုအသက်ရှင်ဖို့ငါကြော်ဖြတ်နိုင်ဖို့ငါမိသားစုကြော်ဖြတ်နိုင်ဖို့ဆိုရဲခြေနေမှာပဲရှိတော့တဲ့အခါကျတော့ကြံတဲ့ကိစ္စတွေအကုန်လုံးမစဉ်းစားနိုင်တော့ကိုကျင့်တရားတွေကိုကျင့်စာတရားတွေတွေးခေါ်တွေစသဖြင့်ဒါတွေအကုန်လုံးမှာကျွန်တော်ရရုပ်ရော်ပါတယ်ဗောနော အဲ့လိုမျိုးဖြစ်နိုင်တယ်။ဒါကမြန်မာမှုလို့ရဖြစ်တာမျိုးမဟုတ်ဘူး။ကျွန်တော်တို့နိုင်ငံမှုလို့ဖြစ်တာရမဟုတ်ဘူး။ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဆိုးဆိုးရွားအခြေအနေရမ်းခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့နေရပြီဆိုရင်လူတိုင်းကကိုယ့်ဘုပဲကိုကြည့်တော့မှာကျွန်တော်အရင်ကလေးဒီကြောင်းအများကြီးပြောပါလူတိုင်းကကိုယ့်ဘုပဲကိုကြည့်ကြည့်တော့မယ်ဆိုတဲ့အကြောင်းပေါ့နော်။အဲ့ anyway ပြောချင်တာကဒီလိုပါကျွန်တော်တို့တွေကျွန်တော်တို့လူမျိုးတွေရမ်းရှင်သန်မှုအတွက်ရမ်းခက်ခဲတဲ့အခြေအနေတွေကြုံဖြစ်နေရတယ်เนาะအဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ ရှင်သန်မှုအတွက်ရမ်းခက်ခဲလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရှင်သန်လူစိတ်ကိုတောင်မှဆုံးရှုံးလာနိုင်ခြင်းရှိတယ်။နော်ရှင်သန်မှုတော့ရမ်းခက်ခဲလာတဲ့အခါကျတော့အယံပင်ပန်းလာတဲ့အခါကျတော့တော်ပြီအသက်ရှင်ရခြင်းကဘာအဓိပ္ပာယ်ရှိတော့လို့လဲဆိုတဲ့ခံစားချက်တွေဖြစ်လာလိမ့်မယ်။အသက်ရှင်ရခြင်းမှာဘာအဓိပ္ပာယ်ရှိတော့လို့လဲ။အခုလူတော်တော်များများအဲ့ဒါမင်းနေကြအသက်ရှင်ရခြင်းမှာဘာအဓိပ္ပာယ်ရှိလဲ။ဒီလိုဟိုတနေ့တနေ့စိတ်ရောကိုယ်ပါခံစားရမှုတွေမလုံခြုံမှုတွေမတည်ငြိမ်မှုတွေနဲ့ပဲကြုံတွေ့နေရတယ်ဖိနှိပ်မှုတွေနဲ့ပဲကြုံတွေ့နေရတဲ့လူတွေအဖို့ ဘာကအသက်ရှင်ရခြင်းကရှိရှိဖို့လေဟိုအသက်ရှင်ဖို့အတွက်ဘာမျှော်လင့်ချက်ရှိတော့လို့လဲပေါ့ဒီလိုမျိုးခံစားချက်တွေဖြစ်လာတယ်ဖြစ်လာတဲ့အလျောက်မှာလည်းကျွန်တော်တို့အများကြီးတွေ့လာရပါတယ်လူတွေကိုယ့်ဘဝကိုဟောဆက်ပြီးရှင်သန်ဖို့ဆက်မရှင်သန်ကြဖို့ဆုံးဖြတ်ကြတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ကိစ္စတွေလည်းကျွန်တော်အများကြီးတွေ့ရတယ်အဲ့တော့ဒီအချိန်မှာကျွန်တော်ကဒါအစီအစဉ်လေးတစ်ခုပေါ့နော်အများနဲ့အတူတူကျွန်တော်ကိုယ်တိုင်လည်းရုံးကန်နေရတဲ့အထက်မှာပါတယ် ကျွန်တော်ခုနပြောသလိုပဲမြမဆိုတဲ့အမှတ်တညာရှိပြီဆိုတာနဲ့ဒီချိန်မှာဘယ်သူမှမလွတ်ဘူးအဲ့ဒီမှာကျွန်တော်လည်းပါတယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်လည်းအခက်အခဲနဲ့ကြုံတွေ့နေတယ်ကျွန်တော်လည်းသူများတွေကိုပြန်ပြောပြရင်ယုံနိုင်မှမလားလို့ထင်ရတဲ့အခက်အခဲတွေကြောဖြတ်နေရတယ်အဲ့လိုကြောဖြတ်တဲ့အခါမှာကျွန်တော်ကရန်ကတော့ကျွန်တော်ကစိတ်ကိုဟိုစိတ်အကြောင်းနားလဲတယ်စိတ်အကြောင်းတွေကိုလည်းစာရီဖာရီဖတ်တယ်အများကြီးလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုကြောဖြတ်တဲ့နေရာမှာတော့ကျွန်တော်ကဟို တင့်တင့်အဆင်ပြေအောင်ကျော်ဖြတ်နိုင်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲပြောရရင်တော့ရှင်သန်မှုအတွက်မျှော်လင့်ချက်မမဲ့ဘူးပေါ့နော်အဲ့လိုမျိုးပြောရမှာပေါ့အဲ့တော့ကျွန်တော်ကအစီအစဉ်လေးတစ်ခုလုပ်ထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီခက်ခဲနေတဲ့စိတ်ညစ်စရာအခြေအနေကြီးကိုကျွန်တော်အတူတူကျော်ဖြတ်ရအောင်ကျွန်တော်နဲ့အတူတူကျော်ဖြတ်ကြမယ်ကျွန်တော်ကကျွန်တော်ဘလို့စိတ်မျိုးတွေထားတယ်ဘလို့အခြေအနေမျိုးတွေကျွန်တော်လုပ်တယ်ဘလို့မျိုးအမကျွန်တော်စိတ်နဲ့ခန္ဓာကိုယ်ကိုကျွန်တော်ဘလို့မျိုးမွေးမြူတယ်ကျွန်တော်ဘလို့မျိုးထိမ့်သိမ့်တယ် ကျွန်တော်အတွေးတွေကျွန်တော်ဘယ်လိုထိမ့်သိမ့်နေကျွန်တော်စိတ်ခံစားချက်တွေဘယ်လိုထိမ့်သိမ့်နေကျွန်တော်ရဲ့ပတ်ဝန်းကျင်နာလူတွေနဲ့ကျွန်တော်ဘယ်လိုမျိုးဆက်ဆံလဲစသဖြင့်လူတယောက်ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့နေ့စဉ်ရှင်သန်သွားလာနေမှုရဲ့စိတ်ပိုင်းဆိုင်ရာအတွေးတွေကိုယ်ပိုင်းဆိုင်ရာပုံစံတွေကိုကျွန်တော်မျှဝေမယ်အတူတူသွားကြမယ်ဘာဖြစ်လို့လဲဆိုတော့ဒီခက်ခဲတဲ့အချိန်တွေမှာတော်တော်ခက်ခဲတဲ့အချိန်တွေကိုကြောက်ဖြတ်ခဲ့ရတဲ့အချိန်တွေမှာတော့မှဒီကျွန်တော်ထားခဲ့တဲ့စိတ်ပိုင်းဆိုင်ရာပုံစံနေထားတွေကအဆင်ပြေပေါ့နော်အဲ့တော့အခုချိန်မှာလည်းကျွန်တော်ကအဲ့အကြောင်းနဲ့ပတ်သက်လို့ သေချာလေးညှ့ဝေပေးမယ်ကျွန်တော်စဉ်းစားထားတာကတော့ကျွန်တော်ကြော်ဖြတ်တဲ့ပုံစံကျွန်တော်တွေးတဲ့ပုံစံကျွန်တော်စဉ်းစားတဲ့ပုံစံတွေကိုကျွန်တော်တပိုင်းချင်းစီပြောပြသွားမယ်ပေါ့မဒီလိုမျိုးဆိုရင်တော့ကျွန်တော်ဘယ်လိုတွေးရလဲဒီလိုမျိုးဆိုရင်တော့ကျွန်တော်ဘယ်လိုစဉ်းစားရလဲဒီဟာမျိုးဆိုရင်တော့ကျွန်တော်ဘယ်လိုကြော်ဖြတ်တယ်အခုရှင်တန်ရဖို့အတွက်ကျွန်တော်အခုဥပမာလေးတစ်ခုပြောပြလိုက်မယ်နော်နောက်နေ့ကျမှနောက်နောက်တစ်ခေါက်ကျတော့မှကျွန်တော်ဒီဟာကိုနည်းနည်းအကျဲချိတ်ပြီးပြောမယ်အဲ့တော့ ဒီစိတ်ညစ်စရာတွေကိုကြော်ဖြတ်နေတဲ့အချိန်မှာကျွန်တော်ကဘာလို့လဲပထမဆုံးကျွန်တော်အတွက်အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ရှင်တန်ရခြင်းရဲ့မျောလင့်ချက်ရှင်တန်ရခြင်းအတိတ်ပဲကိုကျွန်တော်ရအောင်ကိုကိုကိုပြန်ပြီးတော့ဖန်တီးယူထားတယ်ရှင်တန်ရခြင်းအတွက်မျောလင့်ချက် ရှိမှရမယ်ကျွန်တော်ပြောချင်တာလူတွေကသူတို့ဘာကြောင့်အသက်ရှင်တန်နေရလဲသူတို့ဘာဖြစ်လို့ဆက်ပြီးတော့ဒီဘဝကိုဆက်ပြီးရှေ့ဆက်လျှောက်နေရတာလဲဆိုရမှာသူတို့ကအဲ့အတွက်ဟိုသူတို့အတွက်အကြောင်းပြချက်လိုအပ်တယ်သဘောရှင်တန်ရခြင်းအတွက်မျောလင့်ချက်ရည်ွယ်ချက်ပေါ့ဗျာအတိတ်ပဲပေါ့ တို့ရဲ့ဘဝရဲ့အတိတ်ပဲကလူတွေမှာလူအပ်တယ်အဲ့ဘဝရဲ့အတိတ်ပဲမျောလင်းချက်မရှိတော့ဆုံးရှုံးသွားပြီဆိုတာနဲ့လူကရှင်သန်မှုအတွက်စိတ်မရှိတော့အဲ့တော့အဲ့မျောလင်းချက်ပေါ့နော်ကို့ဘဝရဲ့အတိတ်ပဲကိုကျွန်တော်တို့ကရှာဖွေပြီးတော့ဘယ်အရာကတော့ကို့ကိုရှေ့ဆက်လျှောက်ဖို့အတွက်ဟိုတုံးအားဖြစ်စေလဲပေါ့ခွန်အားဖြစ်စေလဲဆိုတာကိုကျွန်တော်တေချာနားလည်ပြီးဆိုရင်ကြတော့အရန်ခက်ခဲတဲ့အချိန်တိုင်းမှာအဲ့မျောလင်းချက်အဲ့ဒီဘဝရဲ့အတိတ်ပဲခံစားချက်ကို တင်ပြန်ပြီးကိုယ့်ကိုအာယုံသွင်းတဲ့အခါကျတော့ရှင်းတမ်းမှုအတွက်နေ့စဉ်နေ့တိုင်းမှာရှေ့ဆက်ပြီးသွားအောင် this is life ပဲဒါဘဝပဲရှေ့ဆက်သွားနေဖို့အတွက်ကျွန်တော်တို့ခွန်အားတွေရပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့မှာတော့ဒီအစီအစဉ်လေးကိုကျွန်တော်ကြီးညာချင်တာပါဆိုတော့ကျွန်တော်တို့လူမျိုးတွေအရန်ခက်ခဲနေတဲ့အရန်ပင်ပန်းဆင်းရဲတဲ့အချိန်တွေကိုကြော်ဖြတ်နေရတယ်အဲ့လိုကြော်ဖြတ်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာအထူးပြုထားတဲ့သူတယောက်ကဒီဟာကိုဘယ်လိုကြော်ဖြတ်နေလဲပေါ့ကျွန်တော်ကိုယ်တိုင်ဘယ်လိုမျိုးခံယူချက်တွေလေ့လာချက်တွေနဲ့ကျွန်တော်ခံယူချက်တွေနဲ့ ဟိုအတွေးတွေနဲ့ကျွန်တော်ကြော်ဖြတ်နေလဲဒီဟာတွေကိုကျွန်တော်မျှဝေပေးမယ်ကျွန်တော်နဲ့အတူတူ like ကြည့်လို့ရရတယ် like ပြီးတော့လုတ်ကြည့်လို့ရရတယ် like ပြီးတော့အတွေးတွေကိုပြောင်းကြည့်လို့ရရတယ်တေးကြတာတစ်ခုကတော့အတွေးတွေကထိန်းချောင်းပြုတ်ပြင်လို့ရရတယ်မှန်ကန်တဲ့အတွေးတွေကမှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာအနေထားကိုရရှိစေပါတယ်နော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုမျှဝေပေးမယ်ဒီလိုခက်ခဲနေတဲ့အခြေအနေကြီးကိုကျွန်တော်တို့အတူတူကြော်ဖြတ်ကြရအောင်